ူတွေစိတ်ထဲမှာရှိတတ်တယ်။ဘု து ဖြင့်ကြည့်မရဘူးလို့။နော်ကြည့်မရဘူးဆိုတာအဲ့ဒါမုန်းတာပေါ့။ကြည့်မရဘူးတချို့ကဘာမှလည်းမဟုတ်ဘဲနဲ့ကြည့်မရတဲ့လူရှိသေးတယ်။ကြည့်မရမကြည့်ပဲနေပါလားလို့ဆိုတော့စိတ်ကကြည့်နေတယ်အများထား။မျက်စိကသာမကြည့်တာသူ့ကိုစိတ်ကတော့လှမ်းကြည့်နေ။အဲ့ကြည့်မရတဲ့လူမှခဏခဏတတိယတဲ့လူကခက်တယ်။ကြည့်မရဘူးဆိုတဲ့လူခဏခဏတွေ့ အဲ့လိုကြည့်မရပါဘူးဆိုတော့စိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့ဘသူအပေါ်များငါမကြည်မနှက်ဖြစ်နေတာရှိတယ်။ဘယ်ပစ္စည်းပေါ်မှာမကြည်မနှက်ဖြစ်နေတာရှိတယ်။လူတွေဆိုတာပုံကိုယ်ပေါ်မှာလည်းမကြည်နှက်တာရှိတယ်ပစ္စည်းပေါ်မှာလည်းမကြည်နှက်တာရှိတယ်။နော်။သစ်ပင်တောင်မှဒီသစ်ပင်ကြီးရှုပ်တယ်ဆိုခုတ်ပစ်သေးတာလေ။အဲ့တော့မကြည်မနှက်အတုံးကြောင်ခုတ်တာမဟုတ်ဘူးတချို့ကမကြည်နှက်လို့ခုတ်တာ။အဲ့လို မကျေနပ်မှုများငါမှာရှိသလားမရှိဘူးလားစဉ်းစားဆင်ခြင်ပေးပါတဲ့ဒီလိုဆိုလို့တယ်ဒါလည်းသိအောင်လုပ်ဖို့လိုတယ်အေးမကျေမနပ်ဖြစ်တယ်လို့စိတ်ထဲမှာမကျေမချမ်းဖြစ်နေတယ်အကြောင်းအရာတစ်ခုပေါ်မှာတွေးလိုက်တိုင်းမကျေမချမ်းဖြစ်နေတယ်ဥပမာမယ်ဟိုတောကတွေဖြစ်နေတယ်ရှက်ရွံ့တဲ့စိတ်တွေဖြစ်တယ်ဝမ်းနည်းမှုတွေဖြစ်တယ်ဒီအကြောင်းအရာတွေးလိုက်ဘယ်ရားမှမကောင်းဘူးမကျေမနပ်ဖြစ်နေတာဒေါသ နော်ဝန်းနေတာတို့တောခဒေါမနတစိတ်ခံစားမှုတွေဒါမျိုးတွေဖြစ်လို့ရှင်အဲ့ဒါတွေလွှမ်းမိုးပြီးတော့ဒီတရားတွေကလည်းအပြစ်ရှိတယ်တဲ့ဒါတွေလွှမ်းမိုးနေတဲ့အချိန်လေးမှာတည်သွားမယ်ဆိုလို့ရှင်မကောင်းတဲ့ဘဝရောက်သွားတာတေချာကြည့်မန္လိကာမိဖုရားကြီးချစ်ကောသလမင်းကြီးရဲ့မိဖုရား ကောသလမင်းကအားကိုးရဆုံးပညာလဲထက်မြက်တယ်တွက်လက်တယ်ချက်ချတယ်သူကရုပ်တော့မလှဘူးမင်းမျိုးမင်းွယ်ကမဟုတ်ဘူးပန်းတဲ့ရဲ့သားတမီးနော်ပန်းတဲ့ရဲ့တမီးသို့တော်အမြဲတမ်းထက်ဖြက်လက်လက်သူကရှိတယ်ထက်ဖြက်လက်လက်ရှိလို့တွက်တွက်လက်လက်ချက်ချက်ချာချာရှိလို့ဘုရင်ကြီးကသဘောကျပြီးတော့မိဖုရားမြောက်ထားတယ်အဲ့ဒီမန်လေးကတေကန်ဒီမှာ အမားတစ်ခုအတွက် စိတ်ပြက်ဝမ်းနေနေတာရက်ဖြောက်လို့မရတေကနေမှဖြောက်လို့မရအဲ့ဒါကြီးကပဲလာပြီးလွှမ်းမိုးတေတဲ့အခါကျပဲရောက်သွားတော့ဆိုဝီရှင်ငရဲ့ကြသွားတယ်အဲ့ဒီဝမ်းနေကြည်ခွဲနေတဲ့စိတ်ကြီးနဲ့သူ့အမားတစ်ခုအပေါ်မှာယူကျုံမရဖြစ်နေတဲ့စိတ်နဲ့တေးသွားတာလူစားအမားတစ်ခုလှုပ်ပြီးလို့ရှိရင်လေပြန်ပြီးတော့တောင်အောင်နှွေးနှွေးဖြစ်နေတတ်တယ်အဲ့ဒီတောင်အောင်နှွေးနှွေးဖြစ်နေတာလည်းမကောင်းဘူးအမားကိုအမားလို့သိပြီးတော့ နောင်မမှားเสียရဘူးမှားပြီးသားအတွက်ငါဘာတတ်နိုင်မှာတော့ဆိုတာဖြောက်ပြဖို့လိုတယ်ပေါ့အမှန်ကိုပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုထားအမှားတစ်ခုကျွလွန်မိရင်လေဒါကိုတွေးပြီးတော့ဆွေးမနေနဲ့တော့နော်ဒီအမှားမျိုးနောက်ထပ်ငါမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဖြောက်ပြရမယ်သူအဲ့လိုမဖြောက်နိုင်တော့ဒီစိတ်ကိုလွှမ်းမိုးနေသည့်အတွက်ကြောင့်တည်တဲ့အခါမှာအဝိဇ္ဇငယ်ကြသွားရှာတယ်ဒါလည်းပဲလူရေအတွက်နဲ့ခொနည်းရဲ့တင်မှာနောက်ကြတော့ သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကဆွဲတင်လိုက်တော့နတ်ပြည်ရောက်သွားပြန်တာပေါ့ဘဝဆိုတာတော့ပြောလို့မရဘူးပြောလို့မရဘူးဘုံကြီးလည်းပြောလို့မရဘူးလူလည်းပြောလို့မရဘူးဘာဆိုတော့ဒီစိတ်ထဲမှာမကောင်းတာတွေရှိစိတ်ထဲမှာခုနအခုပြောတဲ့လောဘတွေဒေါသတွေအမတန်ကြောက်ရွံ့ကောင်းတယ်ဒါကြောင့်မလို့ဒါတွေဟာမကောင်းတဲ့အရာတွေလို့ဒီလိုပြောတာဒါတွေကိုဆင်ញင်စဉ်းစားကြည့်ပါ